အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အစီအစဉ်ဖြစ်တဲ့ပြည်ဝင်ခွင့်တင်းကျပ်ဖွယ်ရှိတဲ့နိုင်ငံပေါင်း53နိုင်ငံစီးရင်မှာမြန်မာနိုင်ငံပါဝင်နေတယ်လို့ The New York Times သတင်းမှာဖော်ပြထားပါတယ်။မူကြမ်းရင်းဆွဲထားတဲ့ ပြည်ဝင်ခွင့်တင်းကျပ်မဲ့နိုင်ငံတွေအစည်းအဝေးမှာအနီရောင်၊လိမ္မော်ရောင်နဲ့အဝါရောင်ဆိုပြီးအမျိုးအစားသုံးမျိုးခွဲခြားသတ်မှတ်ထားတယ်လို့ဆိုပါရယ်။အနီရောင်စည်းရင်းမှာနိုင်ငံ17နိုင်ငံပါဝင်ပြီးအဲ့ဒီနိုင်ငံကနိုင်ငံသားတွေဟာအမေရိကန်ကိုဝင်ခွင့်အလုံးစုံတောင်မြစ်ပိတ်ပင်ခံရမှာဖြစ်ပါရယ်။အနီရောင်စည်းရင်းမှာပါဝင်တဲ့နိုင်ငံတွေမှာအာဖဂန်နစ္စတန်၊ဘူတန်၊ကျူဘာ၊အီရန်၊လီဗျာ၊မြောက်ကိုရီးယား၊ဆိုမာလီယား၊ဆူဒန်၊ဆီးရီးယား၊ဗင်နီဇွဲလားနဲ့ယေမန်နိုင်ငံတို့ဖြစ်ပါရယ်။ လိမ္မော်ရောင်စင်ရင်မှာနိုင်ငံပေါင်း10နိုင်ငံပါဝင်ပြီးအဲ့နိုင်ငံကနိုင်ငံသားတွေဟာအမေရိကန်ကိုပြင်ဝင်ခွင့်အလွန်အမင်းတင်းချက်ခံရမှာ ဖြစ်တယ်လို့သိရပါဗယ်။လိမ္မော်ရောင်စင်ရင်မှာပါဝင်တဲ့နိုင်ငံတွေမှာဘီလာရုစ်၊အီရီထရီးယား၊ဟေတီ၊လာအိုမြန်မာ၊ပါကစ္စတန်၊ရုရှား၊ဆီယာလီယွန်၊တောင်ဆူဒန်၊တာကမင်နစ္စတန်နိုင်ငံတို့ဖြစ်ပါတယ်။ အိမ်နိုင်ငံတွေကချမ်းသာကြွယ်ဝတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာပြည်ဝင်ခွင့်ရရှိမှာဖြစ်ပြီးလူဝင်မှုနဲ့ခေးသွားဗီဇာတွေကိုရှောက်ထားမဲ့အိမ်နိုင်ငံတွေကနိုင်ငံသားတွေရဲ့ဗီဇာတွေဟာပိတ်ပင်ခံရပွဲရှိနေပါတယ်။